အမျိုးပါသားကိုချစ်ပင်မဲ့ဇကားခွေရိုက်မဲ့သူမရှိလို့အထီးကျန်နေရသူဒိန်းတောင်ပရိသတ်များလုံးမဲ့မင်္ဂလာပါဘင်းအောင် page လေးကနေကြွဆိုလိုက်ပါတယ်လူရှင်တော်ဒိန်းတောင်ကဟာသပညာရှင်များအစည်းအရုံးမှာဥက္ကဋ္ဌဖြစ်တဲ့အပြင်ဌာနဆိုင်ရာပွဲတွေမှာလည်းဖြောပြတတ်သူဖြစ်ပါတယ်အမျိုးပါသားကိုလည်းချစ်တတ်သူဖြစ်တာကြောင့်ဒိန်းတောင်ကိုပွဲတော်တော်များများမှာတွေ့ရတတ်တဲ့သူပါအခုတော့ဒိန်းတောင်ကိုဘသူမှပွဲမငှားတော့ကြောင့်ခန်းစားချက်တွေကိုရင်ဖွင့်နေရပါတယ် ဒိန်းအောင်ဟာအရင်ကတော့ခင်လိုင်းနဲ့တွဲဖက်ညီကဲ့သို့ဖြစ်ပြီးပွဲဒီမှာသူတို့နှစ်ယောက်ပဲပြင်နိုင်ဖြောပြတာပါ အခုတော့ဒိန်းအောင်ကိုလူအများကဖြစ်ပေထားကြပြီးခင်လိုင်းကဇက်ကားတွေရိုက်နေရပါတယ် ကျောင်းရီမှာလည်းခဏိုင်ကအောင်မြင်နေပေမဲ့ဒိန်းအောင်ကတော့ဘသူကမှပွဲမငါကြလို့ဝန်ထဲချေခွဲရကြောင်းငိုတန်နဲ့တကွပြောပြလာခဲ့တာပါဒိန်းအောင်က2021ခုနှစ်နောက်ပိုင်းမှာတော့ပွဲငါရီအနည်းငယ်ရှိသေးပြီး2024ခုနှစ်ကနေစတင်လို့ပွဲငါရီမရှိတော့ပါဘူးရွာပွဲတွေမှာလည်းမခေါ်ချတော့တဲ့ဒိန်းအောင်ကစီးပွားရေးကိုပဲလုပ်နေရပါတယ်အိမ်ချမ်းမြေအယောင်းဝယ်လုပ်နေပေမဲ့မူရင်းအလုပ်ဖြစ်တဲ့လူရှင်တော်အလုပ်ကိုလည်းပြန်လုပ်ချင်နေတာပါပွဲငါရီလည်းမရှိတော့သလုံးဇက်ကားရီလည်းမရိုက်ရလို့ producer တွေထပ်မှလည်းအကူအညီတောင်းခဲ့ပါတယ် producer တွေကဒိန်းအောင်ပါတဲ့ရုပ်ရှင်ကားကိုရုံ တင်တဲ့အခါခမားတောင်းဝင်ယူမလားဆိုပြီးမေးခဲ့ကြတယ်ရှင်အပြိုင်ဆိုင်ယုံတင်နေကြတဲ့ရုပ်ရှင်ဇာတ်ကားတွေကြားထဲမှာဒိန်းအောင်ပါရင်ဘသူမှလာမကြည့်ဘူးဆိုတာသိကြနေလို့ထလို့သူတွေကလည်းမရင်ရတော့ပါဘူးဒိန်းအောင်ကသူဟာရေချင်းရှိလို့လူကြီးတွေကနေရပေးရလို့ဆိုပါတယ်လူကြီးတွေကနေပြတော်ထိခေါ်ပြီးစုတွေပေးလို့ဒိန်းအောင်လည်းဂုဏ်ယူခဲ့ရပါတယ်ဒီလိုစုရတာကတောင်းယုံလူတွေမရလို့သူ့ဘဝအတွက်တော့ဂုဏ်ယူစရာဖြစ်ခဲ့တာရှင်အခမ်းအနားတွေနဲ့စုပေးခံရပြီးလေစိတ်ကကြိုးစိုးရေးမှလည်းမပြတ်ကွက်ခဲ့ပါဘူးလူကြီးတွေကနေရပေးပေမဲ့အခုတော့သူ့ကိုပွဲမငါကြတော့ပေ 被匹配插在了帮。 ရဝရီရုံမြင့်တန်ကြားမှာတစ်နှစ်တစ်ချိန်လောက်သာရိုက်ရပြီးမြမရုံမြင့်တန်ကြားမှာတော့တစ်ချိန်ပဲရိုက်ရသေးတာကြောင့်အရင်ကလိုထိုင်းပွဲတွေဌာနဆိုင်ရာပွဲတွေမှာခေါ်ပေးဖို့ဆိုပြီးဒိန်းအောင်ကစောင့်နေပါတယ်။တစ်ဖက်ကမခေါ်ရင်တစ်ဖက်ကတော့ခေါ်သင့်ပြီးအခုတော့နှစ်ဖက်လုံးရဲ့အပြစ်ပေခံဘဝကိုရောက်နေရတာပါ။ဒိန်းအောင်ကလူအများရဲ့မြေတားကိုပြန်လည်ရရှိဖို့အတွက်စ조사နေကလူရှင်တော်ကြီးရဲ့ဘဝနောင်ရေးအတွက်စိတ်ချရအောင်လူရှင်တော်ရွာကိုတိဆောက်သွားနေပါတယ်။လူရှင်တော်အသိန်းကိုတီထောင်တုံးကလည်းအလူငွေတွေကိုကောက်တယ်ဆိုပြီးဒိန်းအောင်ကအပြောခံခဲ့ရတာပါ။ ပရိုက်တာတွေလုံနေပေမဲ့လည်းသူ့ကိုဘယ်သူကမှအဖတ်မလို့ကြလို့ဒိန်းတော်လည်းစိတ်တွေညစ်လာပြီးခန်းစားချက်တွေလည်းပောက်ကွဲထွက်လာခဲ့ပါတယ်ဒိန်းတော်သာမကပဲလူရှင်တော်အုံးသီးကလည်းအကယ်ဒမီရပ်ပြီးမှဇာကားတွေမရိုက်ရတော့တာပေါ့ဒိန်းတော်ငိန်ချန်အုံးသီးတို့သုံးယောက်ကနိုင်ငံတော်ပွဲတွေမှာမကြာခဏဖျော်ဖြေတက်ကြရဲ့ရှင်အခုတော့သူတို့သုံးယောက်လုံးကိုဘယ်သူကမှမခေါ်ကြတော့ပေအနည်းပညာလောကနဲ့ခပ်ဝဲဝဲကိုရောက်သွားခဲ့တာပေါ့ ဒိန်းအောင်ကအရင်ကလိုချွန်တွန်းဇလန်တွဲကိုတရုတ်ဆောင်ခြင်းနေပြီးပြည်သက်တည်းရဲ့မြေတားကိုခံယူခြင်းနေပါပြီ။ဒိန်းအောင်ကိုအားပေးသူအနှဲငယ်လေးရှိနေသေးပြီးဘသူမှအမပေးရင်တော့အမျိုးပါသားကိုထိမ့်သိမ့်လို့သဘောကျနေသူတွေလည်းရှိပါတယ်။ဖျားတကာ၊ကြောင်းတကာ၊တိမ်တကာဖြစ်ပေမဲ့ဒိန်းအောင်ရဲ့ဘဝကတော့အထီးကျန်နေပြီးပြည်သက်တည်းရဲ့မြေတားကိုပြန်လည်လိုအပ်နေတာပေါ့။ဒိန်းအောင်ကိုထုံးလို့သူကဇာကားရိုက်ပေးရင်တော့သူနဲ့အတူတွဲဖက်ပြီးတရုတ်ဆောင်ခြင်းသူကမရှိလို့ဒိန်းအောင်ကအခက်တွေ့နေရတဲ့သူပေါ့။ဒိန်းအောင်ကိုထုံးလို့သူတွေကဘာကြောင့်မခေါ်တော့ပဲဖြစ်ပေထားရလဲဆိုတော့ပြည်သက်တို့ရဲ့အမြင်ကိုလည်းခေါမမဝင်ရောက် ဆွေးနွေးပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ